အဓိကဇလန်ကျွန်တော်ပဲပေါ့ဘာလို့ဆိုမပြုံးမပြုံးနဲ့ပဲကျွန်တော်ကတရက်ကလုံးလိုက်ပြောတာဆိုတော့အဓိကကတရက်ခန်းကျွန်တော်ပဲပေါ့နည်းနည်းဟိုပြတ်သားမှုအဲ့ဒီထဲမှာပြတ်သားမှုတိတ်မရှိဘူးပေါ့နော်အဲဒီကားထဲမှာကြာတော့သူကဟိုဘက်နဲ့ဒီဘက်မှာသူကမှဖြာများနေတဲ့ပုံစံမျိုးလေးပေါ့နော်အဓိကတော့ဟိုဒါတော့ဇလန်ထဲမှာ true story ဖြစ်တဲ့အတွက်လည်းအဲ့ဒါလည်းအပြင်မှာတကယ်ရှိပါတယ်သူတို့ရဖြစ်တဲ့အတွက်ဘာလို့လဲကျွန်တော်တို့အပြင်မှာဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဈားရဲကအဲ့လိုညှိနှိုင်းပြီးတော့နှစ်ဖက်အစီအမံရအောင်လို့တော့ နေမဲ့ပုံစံပေါ့နော်ကိုအတဆန်ပြီးတော့အဲ့လိုပဲပြောရမှာပေါ့နည်းနည်းသူဇက်ရောက်ကနည်းနည်းဟို identity ကြီးတယ်ဗျာအဲ့လိုမျိုးအဲ့ကားထဲမှာနည်းနည်းမိုက်တယ်တော်တော်မိုက်တယ်ရေဆောင်လိုက်တော်တော်မိုက်တယ်အဲ့ဒီအခုနောက်ဆုံးဖောက်ပြန်တာကိုမိသွားတဲ့အစင်းလေးပေါ့နော်အဲ့အဲ့မိသွားတဲ့အစင်းလေးမှာဆိုရန်သဘောကျတယ်အဲကိုတီဟာဦးရောပြီးတော့ခက်ခက်မှာမဲဝင်းဝင်းရုံနဲ့ရောသဘောကျတယ်။ဟုတ်အခုလက်ရှိမှာကျွန်တော်ရဲ့အမုံမြင့်ဆိုတဲ့ ကားလေးလည်းလွင့်နေပါတယ်လွင့်နေတော့ဒီဒီကအိုက်ကားတော့ပြီးတော့မယ်ပေါ့နော်အဲ့တော့အခုထပ်ပြီးတော့အခြေဆုံးသူရဲ့အထုပ်ပတိကားလေးလွင့်တဲ့အခါကျရင်လည်းကျွန်တော်ကိုအားပေးပါလို့ကျွန်တော်တို့အချိန်ကြီးအကြာကြီးစူးစမ်းထားတယ်အများကြီးလည်းစူးစမ်းရတာဖြစ်တယ်တော့အားပေးကြပါပြောချင်ပါတယ်အဓိကအဓိကဇလန်ကျွန်တော်ပဲပေါ့ဘာလို့ဆိုမပြုံးမပြုံးနဲ့ပဲကျွန်တော်ကတရုတ်ကလုံးလိုက်ပြောတာဆိုတော့အဓိကကတရုတ် ခန်းကကျွန်တော်ပဲပေါ့ဒါပေမဲ့ကွန်မန့်တွေတော့တိတ်တော့မတွေ့ရဘူးပေါ့နော်ဒီခါကျရင်လည်းတွေ့ရပါတယ်ဟုတ်တယ်ဟုတ်တယ်အဓိကအားကြီးဟိုဟာ ဦးညမပူပူနဲ့ကလည်းအမြဲတမ်းမတည့်တော့အခါကျရင်သူနဲ့စကားပြောရတော့အဲ့လိုပြောကျင်တာပေါ့နော်အဲ့ဒီစိတ်တွေနဲ့ဟာဟိုဟိုမပြုံးမပြုံးနဲ့အကုန်ပြောပြသွားတာတွေပါပဲဟုတ်အဓိကတော့ပြောသင့်မပြောသင့်တာတဲ့ကိုကျွန်တော်အပြင်တော့ကမှာဆိုရင်တော့အချိန်မီတားရမှာပေါ့နော်အချိန်မီတားလို့မှအဲ့ဟိုဟာချိန်မီတားလို့မှမရခဲ့ဘူးဆိုရင်တော့ဒါပြောသင့်ရင်လည်းကျွန်တော်ပြောရမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့အဓိကပြဿနာဘယ်ပြဿနာမှဖြစ်ခင် အကုန်လုံးတားဆီးတာမဖြစ်ခင်နေရကြိုပြီးတော့လှုပ်ထားတာပိုကောင်းပါအမတ်တရတော့ကျွန်တော်ဒီကားထဲမှာကဟိုကျွန်တော်သေုပ်ဆောင်ရတာကအရွယ်သုံးရသေုပ်ဆောင်ရတာဟိုဆောင်ရတာဖြစ်တဲ့အတွက်အဲလူငယ်အဲခလေးရလူငယ်လူကြီးရပေါ့နော်ကလေးရဆိုကျွန်တော်ចောင်းသားရွယ်ပေါ့ចောင်းသားရွယ်သက်ဆံဖြစ်တယ်ကျွန်တော်တို့မှာစင်းနေတဲ့ item လောက်ကနည်းနည်းအခက်ခဲရှိတယ်အဲ့ဒါကိုကျွန်တော်ကြိုပြီးတော့တေချာလေး view site လောက်ရတယ်အဲ့ဒါလေးတွေကတော့အမတ်တရပါပဲပြီးတော့ကျွန်တော်ចောင်းသား အခန်းနဲ့ဟိုပြောတဲ့ flow နဲ့လူကြီး flow နဲ့ကမတူဘူးလေဘာလို့လဲအဝစ်စားအစားအကုန်လုံးအသေးစိတ်ကျွန်တော်တို့လောက်ရပါတယ်ဟုတ်ကျွန်တော်တိ ਊ ဆောင်နေနဲ့ကြည့်တယ်ဆိုရင်တော့ကျွန်တော်အဲ့ဒီတိ ਊ ဆောင်နေအဲတိ ਊ ဆောင်လေးတွေအရန်ကြိုက်တယ်ပြီးတော့ဇက်ရှင်ကိုလည်းကျွန်တော်ကအဲ့လိုလှုပ်ထားတဲ့တော့သဘောကျရယ်ပေါ့နော်အထက်ပြီးတော့လောင်းအောင်မယ်လို့ကျွန်တော်ထင်ပါတယ်ထပ်ပြီးတော့လောင်းအောင်ပါပါတယ်အခုလည်းပြီးတော့တိတ်မကြံတော့ပါဘူးဟိုနည်းနည်းပြည့်တဲ့တွေထပ်ပြီးလောင်းအောင်မယ်လို့ကျွန်တော်ပြောချင်ပါတယ် ။အော်ကျွန်တော်တားမှာပေါ့။ဒါတော့မဖြစ်သေးဘူးပေါ့နော်။အပြင်မှာဆိုရင်တော့တားပြင်မှာပါ။ဒါဇလန်းဆိုတော့လေဇလန်းပေါ့။ကျွန်တော်နေကျွန်တော်နေရခတ်မှာလေ။ဘာလို့ဆိုတော့နှစ်ဖက်လုံးကတငယ်အပြင်မှာဆိုရင်နှစ်ဖက်လုံးကတငယ်ချင်းပြည့်အတွက်ဖြစ်တဲ့အတွက်။အဲ့မဲ့ကိုကယောက်ျားလေးဆိုတော့ယောက်ျားလေးကိုတော့ရအောင်တော့တားမှာပေါ့။တားလို့ညရင်တော့ပြောမှာပေါ့။အဲ့လိုပဲရှိရပါဘော။အင်းဘူတီယာဦးကိုကြတော့အဲ့လိုပြောမလဲ။ तू ကဟိုနည်းနည်းဟိုပြက်သားမှုအဲ့ဒီထဲမှာပြက်သားမှု တိတ်မရှိဘူးပေါ့เนาะအဲဒီကားထဲမှာကြာတော့ तू ဟာဟိုဘက်နဲ့ဒီဘက်မှာသူကမှဗျာများနေတဲ့ပုံစံမျိုးလေးပေါ့เนาะအဓိကတော့ဟိုဒါတော့ဇလန်းထဲမှာ true story ဖြစ်တဲ့အတွက်လည်းအဲ့ဒါလည်းအပြင်မှာတကယ်ရှိပါတယ်သူတို့ရေးပြတဲ့အတွက်ဘာလို့လဲကျွန်တော်တို့အပြင်မှာဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဈားတွေကအဲ့လိုညှိနှိုင်းပြီးတော့နှစ်ဖက်အစီအမံရအောင်လို့တော့အဲနေမဲ့ပုံစံပေါ့နော်ဒါပေမဲ့ကိုတီယာဟုတ်ဒီကာရိုက်တာလေးကတော့အပြင်မှာသူတို့ရေးဖြစ်တဲ့အတွက်ဘယ်နည်းဟိုအဓိကညှိဖို့အတွက်ကို ပြောပြဖို့အတွက်ကိုသူဂျားတွေကနေအစီအလျောက်နေသင့်တယ်လို့ကျွန်တော်ထင်တယ်အဲဘယ်လိုပြောပြရမလဲနည်းနည်းအတ္တအတ္တဆန်တယ်လို့ပဲပြောရမလားဒါပေမဲ့ကိုအတ္တဆန်ပြီးတော့အဲ့လိုပဲပြောရမှာပေါ့နည်းနည်းသူဇက်ရောက်ကနည်းနည်းဟို identity ကြီးရယ်ဗျာအဲ့လိုမျိုးအဲ့ကားထဲမှာနည်းနည်းမိုက်တယ်တော်တော်မိုက်တယ်ဒေသောင်းလိုက်တော်တော်မိုက်တယ်အဲ့ဒီအခုနောက်ဆုံးဖောက်ပြန်တာကိုမိသွားတဲ့အစင်းလေးပေါ့နော်အဲ့အဲ့မိသွားတဲ့အစင်းလေးမှာဆိုရရန်သဘောကြတယ် အဲကိုဒီဟာဦးရောပြီးတော့ခက်ခက်မှာမဝင်းဝင်းမုန်နိုင်ရောသဘောကြပါတယ်။ဟောအရန်ဝမ်းလာတယ်ဘာလို့ဆိုဒီကားထဲမှာလဲကျွန်တော်လဲပြင်ပန်းခဲ့တယ်ပြီးတော့အချိန်လည်းအများကြီးပြီးခဲ့တယ်အဲ့တော့ကိုအခုလိုအောင်မြင်မှုရတဲ့အတွက်ကိုကျွန်တော်အရန်ဝမ်းသာတယ်ပြီးတော့အကုန်လုံးပြီးတော့ အဲ Facebook ပေါ်မှာအမြဲတမ်းတက်လာရင်ဒီအမိုးမြင့်ကြီးပဲဖြစ်တဲ့အတွက်ကိုကျွန်တော်တနေ့နေ Facebook တက်ကြည့်ရပီတိဖြစ်တယ်တကယ်ပြောပါမယ်။အဲ့တော့ဒီစကားကိုအခုထိလောင်မင်းနေရပြည့်တက်ကြည့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဒီကားလေးကအခုပြီးတော့ပြီးတော့မယ်။ဒါပေမဲ့ထပ်ပြီးတော့လောင်အောင်ပါပါ။အဲ့အတွက်လည်းပြည့်တက်ကြည့်ဆက်ပြီးအားပေးဝေးပါလို့ပြောချင်ပါတယ်ခင်ဗျာ။